တော့လုံးဝပပျောက်နေဒီဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိတိုက်ဖယ်စားရှင်းလင်းတော့မှာပေါ့အရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B နဲ့ C ကိုတစ်ခါတည်းပေါင်းပြီးတော့ကိုတို့အပိတိုက်ဖယ်စားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပွေလင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတစ်ခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငိုတဲ့ရာထားပြီးတာ ဒါပေမဲ့အကျွန်တော်ရထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရရှိတယ်။ဖိအားကြောင့်မဟုတ်ဘူး။ကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာကြားဖြတ်အထူးနေနေတက်ဖွဲ့ဖွဲ့စည်းရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက်သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်လေးချက်ကျွန်တော်တက်ဖွဲ့ဂုံတိတ်ခါ၅ချက်ပါကျွန်တော်အကြီးကဲဂုံတိတ်ခါဂုံတိတ်ခါ၅ခုအတွက်ကိုကျွန်တော်တို့ကကြားဖြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကူလုတ်ရမယ်ဆိုတဲ့အချိန်ပါ ဒီနေ့ကိုဟိုစပေါ့ဟိုကြာပြန်တိုက်ဖြတ်ဖို့အကိုတို့ဘလိုမျိုးဟိုစစီစဉ်ထားတာပေါ့ဘလိုထပ်လုပ်မှာအခုကျွန်တော်အဲ့ဒီဒီကြာပြန်တိုက်ဖြတ်ရေးမစခင်မှာကျွန်တော်ဟိုနည်းနည်းလေးအရှိမှာနည်းနည်းလေးပေါ့နည်းနည်းလေးကျွန်တော်ရှင်းပြချင်သေးတာရှိတယ်ဒါဟိုရင်တော့တခါရှင်းပြခဲ့ပြီးပြီပေါ့နော်ကျွန်တော်တို့ဒီရွှေကုတ်ကိုကျွန်တော်တို့ကအာ နိုင်ငံခြားယင်းနှိမ့်နှွံ့မှုကျွန်တော်တို့စပြီးတော့ဖိတ်ခေါ်တယ်ဆိုတာကကျွန်တော်တို့ဒေတာဖို့ပြိုးတိုးတက်စေခြင်းလို့ကျွန်တော်တို့နိုင်ငံခြားယင်းနှိမ့်နှွံ့မှုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မျိုးပြလုပ်ခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီနိုင်ငံခြားသားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့အဲဒီကဘာအပေါ်မှာလည်လည်မှုပြုတ်လုလာတယ်ဆိုတာကိုကိုတို့အခုနောက်ပိုင်းမှာတွင်တွင်ကျကျလေး အတိခဲ့ရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုတို့ကအခုနေအချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူကိုတို့ကဒီစကမ်မာခေါ်ကြားဖြတ်တိုက်ဖြတ်ရေးကိုကိုတို့အရင်တော့ပြောထားတဲ့ပလန် A ပလန် B ပလန် C ဆိုတဲ့နေရာမှာကိုတို့အရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့က အခုအဲကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B ပလန် C B နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့ဟိုအပီးတိုင်းဖယ်ရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပြောရှင်းပါအကိုတို့အဲ့ဒီမှာတိုက်တိုက်ဖြတ်ဖို့ကဘလို့အစီအစဉ်ရှိလဲကိုတို့တိုက်ဖြတ်ဖို့ကတော့လက်ရှိကတော့အကိုတို့ဟိုဒီပြီးခဲ့တဲ့ကာလတော့ကလည်းကိုတို့ဒီ ထိုင်းရဲ့ကုလုနိုင်ငံရဲ့အနည်းဆုံးထိုင်းနယ်စပ်မှာလည်းထိုင်းဝန်ကြီးချုပ်ဟိုပြောရတာရှိတယ်ဒီပုံမှာလည်းကုလုလေးစားတံပိုးထားပါတယ်အဲ့တော့ဒီနောက်ဒီကုလုဒီကမ္ဘာတိုင်းကအသီးသီးကလူလာနေတဲ့ဒီဒီဒီကြားဖြန့်ဖေရှားရှင်လင်းကြီးကိစ္စကိုကိုတို့ကတော့အခုကိုတို့တိုင်းကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူပေါင်းပြီးတော့ကိုတို့ကတော့ဒါကိုလုံးဝပပျောက်နေသည့် ဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိတိုင်ဖယ်စားရှင်းလင်းတော့မှာပေါ့ဟုတ်ကဲ့ဒီတစ်ခါတိုက်ခိုက်ပြဖို့ကဟိုအပီးဆင်းလိုက်မှာပေါ့နော်ဟုတ်တယ်ဒီတစ်ခါမှာကျွန်တော်တို့အပီးရှင်းပါဟိုအဲ့ဒီအခုအခုတော့ထပ်တိုက်ခိုက်ဖို့ကဟိုကေကေပတ်လိုမျိုးဖြစ်နေပြတနာလာအခုတော့ဒါမှမဟုတ်အခုကအခုတော့ပြတ်ထုတ်ချင်တာလားတဲ့ကေကေပတ်လည်းမဆိုင်ဘူး ဒီဘက်မဆိုင်ဘူးဆိုတော့ကကျွန်တော်တို့ကငကူတဲကမူလကလေးကကျွန်တော်တို့ဟိုကြားဖြက်နေနေအထူးတက်ဖွဲ့ရရှိပြီးသားပဲကျွန်တော်တို့အလုံးလောက်ရမဲ့အချိန်ရောက်ပြီကျွန်တော်တို့ကြားဖြက်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိန္ဒိယထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်တဲ့လောက်ကျွန်တော်တို့အလုံးလောက်ရမဲ့အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်အလုံးလောက်တာ အကိုတို့ရည်ရွယ်ထားတာဟိုစပေါ့လူဦးရေတော့မလောက်လောက်ရှိမလဲအဲ့ဒါအစ်စကက်မှာဖွက်ကိုတော့ကိုတို့ဒီဝန်းကျင်ပေါ့ဒီရှိကုတ်ကဝန်းကျင်အဲ့လိုပေါ့ဟိုဟိုနည်းနည်းဒီနည်းနည်းတွေကိုကိုတို့အဲစရင်ရထားတော့တထောင်ကျကျော်2000ပေါင်းကျင်တော့တော့ရှိမယ်လို့ကိုတို့စရင်ရထားတာ ID ဟိုစနိုင်ကံကြားသားပြီးရာနိုင်ကံကြားတော့ဘယ်နိုင်ကံလေးပါလိမ့်စီမလဲအဲ့ အဲ့လိုတော့ကိုတို့ဒီလက်ရှိဒီစစ်စင်အခုဖမ်းစည်းတဲ့စစ်စင်လုံးမှကိုတို့ဖမ်းပြီးမှအဲ့လိုမျိုးတည်ရမှာဘာလို့လူဦးရေများတဲ့ဝင်ရောက်နှိမ်နေတဲ့အဖွဲ့နဲ့ဒီအထက်ကလူဦးရေကထင်ထားတာထက်ပိုများသွားရင်တော့ကိုတို့ဟိုတနေ့လေးထိတ်တရားခတ်တာဗောနော်ဘာကြောင့်လဲဆိုတော့အရှင်းပြောရင်လူဖမ်းတဲ့နေရာမှာလည်းသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ဒါကိုကိုတို့ကလက်နက်သုံးကိုမရှိဘူး ရှင်းရှင်းပေါ်ထိခိုက်တံရအောင်ကိုလိုလုံးလို့မရဘူးဆိုတဲ့နေရာမှာတော့အဲသူတို့ဝယုံသုံးကထွက်ပြေးသွားရင်တော့ကိုတို့ထိန်သိမ်းရတော့နည်းနည်းခက်တယ်ဒါပဲအဲ့အတွက်လည်းကြိုတင်ပြီးတော့ဟိုပြောပြထားတာတော့ရှိတယ်ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ရောက်လာနိုင်တဲ့အကြောင်းပေါ့နော်အဲ့တော့သူကချောင်းကူးပြီးတော့ဟိုပြေးကြတာ哦ဒီအခုစကမ်မတိုက်ခိုက်ပြဖို့ကဟိုအပီးရှင်းလိုက်မလို့လားတဲ့ဒါမှမဟုတ်ဟိုစပါ ဟိုဟန်ဆောင်ပြီးတော့တရုတ်ဆောင်ပြီးတော့လောက်တာလားအဲ့ဒါအဲ့ဒါကတော့ကျွန်တော်တို့ဒီအချိန်ဒီကာလဟန်ဆောင်တရုတ်ဆောင်လုတ်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ကဒီအချိန်ဒီကာလဟာကျွန်တော်တို့အပြက်ကိုချိန်မောရမယ်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်မှ plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းမယ် C ရဇက်သိမ်းမယ်ဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတော့ကျွန်တော်တို့ဒီ ဝေလင်ကိုင်းဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့မှเนาะဒီဒါကဒီတစ်ခါဆိုရင်တော့အပြီးတိုင်အဲကျွန်တော်တို့ပပောက်အောင်လောက်ရမယ်အခြေရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့အဲဒီစကမ်မာကိုကျွန်တော်တို့ဟိုအပြီးတိုင်ချိန်မိုးရမယ်အခြေရောက်ပါပြီလို့အခုအမေရိကန်နိုင်ငံသား PR နဲ့ပါလို့လားအဲ့စကမ်မာတို့အခုတို့ပြန်တိုက်ခိုက်ထုတ်နေတာလို့ကျွန်တော်တို့က ပွလင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငိုတဲ့ရာထားပြီးတာဒါမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံးတိလုံးထိုက်တဲ့အရာကျွန်တော်တို့လုံးလုံးနေတာဒါဒီကြပြက်နေနေအထူးတပ်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ခဲ့တာမဟုတ်ရေဒါမဲ့ဒီအလုတ်ဒီအဖွဲ့ကဒီအလုံးလုံးအမဲအချိန်ကိုရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုတ်လုံးရှင်ဖြစ်တယ်ဖိအားလည်းမဆိုင်ပါဘူး အဲ့တယုတ်ခင်းအားနဲ့ပါလာပါလာလေးလားမရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုဟိုဘယ်ဖိအားမှမဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်တို့လှုပ်တိလှုပ်ထိုက်တဲ့အရာမျိုးလို့ကျွန်တော်တို့ကလုပ်ရတာပါငါအခုဟိုပမာဘီကအစိုးရနဲ့ဟို KK ပါနဲ့အဲ့လိုဖိအားနဲ့ပါလာတဲ့ဖိအားရေလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီငွေလိမ်ကိုင်းဆိုတာကတကဘာလုံးရဲ့ဖိအားရှိတယ် တကဘာလို့ရဲ့ဖိအားဆိုတဲ့နေရာမှာအစိုးရရဲ့ဖိအားမဟုတ်ဘူးပြည်သူအားလုံးရဲ့တကဘာလို့ရဲ့ရှိတဲ့ပြည်သူအားလုံးရဲ့ဖိအားဆိုတာဖိအားလို့ပြောပဲဆိုပြီးတော့အားလုံးရဲ့ဖိအားရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဒီပြည်သူတွေနေစင်နေအမြဒီလိုဖြစ်နေတယ်ဆိုတော့အရင်တော့တော့ကျွန်တော်တို့အဲ့လောက်ထိထဲထဲဝင်ဝင်အဲတည်တည်ချာကိုတကယ်မသိခဲ့တာအခုနောက်ပါတဖြည်း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 နဲ့တော်တော်လေးခြေပြလာတယ်ဗျခြေပြလာတယ်ဆိုတော့ဒါကြီးကမဖြစ်သေးတော့ဘူးလို့ကျွန်တော်တို့က ဒါအခြေခြေခါခါကျွန်တော်တို့ဆွေးနွေးပြီးတော့ကျွန်တော်တို့အထူးတက်ဖွဲ့ရတော့အခုကျွန်တော်တို့ဒီမူလအစီအစဉ်ထားတဲ့အစီအစဉ်တွေကြော်ပြီးတော့ကျွန်တော်နောက်ဆုံးအစီအစဉ်ကိုကျွန်တော်တို့အကောင့်တွေပေါ်ဖို့ကျွန်တော်တို့စတင်လုပ်ဆောင်ရဖြစ်ပါတယ်။နောက်ပြီးတော့ဟို BGF အရာရှိတွေအဲ့လိုမျိုးပေါ့နော်အဲ့ဒီသူတို့ဖြင်းအားဟိုစပေါ့ပြေတနာမျိုးမျိုးစတဲ့ခါကျတော့အဲ့လိုမျိုးအခုတို့လား လာလာဖြည့်စင်းတာလာလာတိုက်ခိုက်တာလာအဲ့လိုမျိုးอืมဘယ်သူကတိုက်ခိုက်တာလဲအကိုတို့အဲ့ဒီဟိုလူကြီးပဲပိုက်ဆိုင်ရပါတော့လာကြောတို့ကဟိုစပါတော့အဲ့မှာလူများပြင်းအားလာတဲ့ခါကျတော့အကိုတို့ထွက်လာပြီးတော့လာတိုက်ခိုက်တာလာအဲ့ကစကက်မှာပွဲမဟုတ်ဘူးကျွန်တော်တို့ကလူကိုယ်လေးကအကိုကကျွန်တော်လူကြီးရဲ့မူဝါဒရှိပြီးသားရှိပြီးသားလောက်ရမှာလောက်ကိုလောက်ရမှာ ဟိုဟိုကျွန်တော်တို့လူကြီးတွေကိုဖိအားပေးလို့မဟုတ်ဘူးဒါကတိထားမဲ့အရာပဲလေဒါကကျွန်တော်တို့တိထားပြီးတာဒါပေမဲ့ဒီစကမ်မာနဲ့လည်းကျွန်တော်တို့ကြီးခဲ့နေတယ်လေအခုကတော့ဟိုမျိုးစုံပဲဗျာတရင်မှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတခုရှိတာကအဲကျွန်တော်တို့ကဒီလုပ်ငန်းတွေဒီလုပ်ငန်းတွေမှာ share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးမလုပ်ထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအစားအုပ်ဆောက်ပြီးတော့မှနေခွေပေးလိုက်တဲ့အပေါ်မှာပဲ အဲဒါနည်းနည်းပြဿနာရှိသွားတာဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဟိုဒီကိစ္စကိုအပြီးတိုင်းရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအချိန်ချင်းခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပေါ်ဖို့လုပ်လာတော့ဗောနော်ဒါရှင်းပြောဖိအားတဲ့တိုက်ဆိုင်သွားတာလည်းပါတာဗောအခုတော့ဟိုအခုတော့ဒီနေ့ဆန္ဒအကုန်လုံးအဲ့ဒီစကမ်မာတွေတိုက်ခိုက်ပြတ်ဖို့နောက်ပြီးတော့လူများဟိုအာ BGF ကောင်းဆောင်ဟိုဥစ္စာပေါ်မကောင်းတော့နဲ့ပျော်နေဟာတယ်အကုန်လုံးအကိုတို့ပြတ်နိုင်အောင်အကိုတို့လုံးပြတ်နေပြမှာပေါ့လားအဲ့လိုမျိုးပုံစံဖြစ်နေမှာကျွန်တော်တို့ကအခုရှင်းရှင်းပြောရင်ကျွန်တော်ဟိုးရင်တော့ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောက်ဒီကြားဖြတ်နှိမ်နေရလဲကြားဖြတ်အထူးနှိမ်နေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက် ၃ချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်၄ချက်ကျွန်တော်တပ်ဖွဲ့ဂုံတိတ်ခါဒီဂုံတိတ်ခါ၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကဲဂုံတိတ်ခါဂုံတိတ်ခါ၅ခုအတွက်ကိုကျွန်တော်တို့ကဒီဂျာပြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လောက်ကိုလောက်ရမယ်ဆိုတဲ့အချိန်ပေါ့နောက်၃ချက်ပါလေ၃ချက်ကတော့တစ်ကနိုင်ငံအတွက်နိုင်ငံရဲ့ဂုံတိတ်ခါနှစ်ချက်ကပြည်နယ်ရဲ့ဂုံတိတ်ခါ သုံးချက်ကလူမျိုးရဲ့အကုန်တိတ်ကလေးချက်ကတပ်ဖွဲ့ရဲ့အကုန်တိတ်ကငါးချက်ပြပြကြည့်ခဲ့အကုန်တိတ်ကအခုဒီတိုက်တက်တိုက်ခိုက်ပြဖို့ကအဲ့စကမ်မှာဖွဲ့လို့အခုယူရီးယားနဲ့ကန်မှာဗာလေညွန်ကြားမှာဗာလေပြောချင်လို့လေအဲ့ဒါလက်ရှိကတော့ကျွန်တော်တို့ကတော့အနည်းဆက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့ကအနည်းဆက်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ်နံပါတ်1ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီ အဲကြားဖြတ်နေနေရေးမှာလက်ရှိကျွန်တော်တို့နိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တာဖြစ်တော့ဗောနော်အဲ့တော့ဒီအစိုးရဥဆောင်မှုနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တယ်နောက်ပြီးတော့အိန္ဒိယထိုင်းနိုင်ငံရဲ့အကြံဉာဏ်နေနဲ့လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေဗောနော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ဟုတ်ကဲ့အော်အခုတော့စပြီးတော့ဟိုပြအဲ့မှာတိုက်ခိုက်ပြဖို့ တခြားကနိုင်ငံသားသားပါနဲ့ခါကြတော့အကူတို့ဘယ်လိုပဲညွန်ကြားချင်းတယ်ဘယ်လိုပြောချင်းတယ်တဲ့အဲအကူအကူထပ်ဖမ်းမှလည်းညှူတယ်အဲတကယ်ပေါ်လာပြီးတော့အဲ့နိုင်ငံသားကိုအကူတို့ဥပမာအဲ့မှာတရုတ်ပဲဖြစ်ဖြစ်ညိုရီးယားပဲဖြစ်ဖြစ်အကူတို့အဲ့သူတို့ဘက်ကိုဘယ်လိုညွန်ကြားချင်းတယ်တဲ့လက်ရှိတော့အမြန်ဆုံးပေါ့ကျွန်တော်တို့ကအခုပြဿနာကကျွန်တော်တို့က ူစဖမ်းတဲ့အချိန်ကနေအအခုချိန်ထိပေါ့နော်ကျွန်တော်တို့ဟိုစကမ်မှာစပြီးတော့မှနှိမ်နေရစလုတ်တဲ့အချိန်ကနေအခုချိန်ထိလက်ပြမခေါ်သေးတာကလူ100ကျော်ရှိသေးတယ်လူ100ကျော်ရှိသေးတယ်လုံးလုံးမခေါ်တာက9နိုင်ငံရှိတယ်လုံးလုံးကြီးကိုလုံးလုံးကြီးကိုမခေါ်တာ9နိုင်ငံခေါ်ဖို့အခုချိန်ထိကြံနေတာ100ကျော်ရှိတယ်ပေါ့ဒါပေမဲ့ဒီနေ့ချိန်ထိမှာအဲလက်ရှိအခုလွှဲဖို့ကြံတာက1269ဦးရှိတယ် ต่นดวยผู้แจ้งนี่ละมีจำนวนคนที่จะต้องส่งคืนในประมาณเท่าตัวอย่างเนาะโอกูรู้สัสจริงเลยก็โห มูลาสักเลยก็อกุเช่ยที่เราไม่ขอละตะยาจอชื่อยิอ๋อ ตั้งแต่ปฏิบัติการครั้งแรก มีประมาณหนึ่งร้อยกว่าคนที่ร้อยกว่าคนยังไม่มารับเลยအဲ့ဒီမှာမှာအဲ့ဒมาှာမှว่าံးဝလက်မခေါ်တာကငားနိုင်ငံအခုလက်ရှိအခြေအနေအထိမှာ အကူတို့တောက်လျှောက်တောက်လျှောက်ဖမ်းနေတဲ့အချိန်တွေမှာအကူလက်ရှိအချိန်တွေမှာအကူတို့လက်ထဲမှာ1269ဦးကျန်နေတယ်။အဲဆီးရီးယားလီယွန်ဘူရန်ဒီဟိုရိုဟိုကူတူတူကူတူကူဘီနင်တူကူဘီနင်အဲဒီ9နိုင်ငံကတော့ဟာပထေလုံးဝစားရောက်ကြတဲ့ကလုံးကျန်တဲ့နိုင်ငံတွေကတော့နိုင်ငံပေါင်း40အကူတော့ဟိုစားပါ စားပြီးတော့ပြန်ပို့တော့မှာပေါ့ဘယ်ပို့နေတယ်ပို့တောင်းလျှောက်လဲတောင်းလျှောက်ပို့နေတာအခုဆက်ဆက်ကလေးကအခုချိန်ထိလဲတောင်းလျှောက်ပို့နေတာမရက်သွားဘူးတောင်းလျှောက်ပို့နေအခုကကိုတို့လွှဲပြောင်းပြီးတဲ့နိုင်ငံကလွှဲလွှဲပြောင်းပြီးတဲ့နိုင်ငံက73နိုင်ငံအခုလက်ရှိ လွှဲဖို့ကြံတာ29နိုင်ငံအခုကအဲ့လိုမျိုးကသူတို့နိုင်ငံတွေသူတို့လူလာပြန်မြင်မြန်လိုက်ယူနေဆိုတော့အခုတော့ဟိုပို့ကောင်းတာပေါ့ပို့ကောင်းတာပေါ့ဘာလို့ဆိုတော့ ်ဒီထဲမှာဥမာအိန္ဒိယလိုမျိုးတရုတ်နိုင်ငံလိုမျိုးအဖိလစ်ပင်းလိုမျိုးအဲ့လိုမျိုးဟိုအမြန်ဆုံးဟိုအဲ့လိုပေါ့အခုနိုင်ငံသားတွေအခေါ်တာခေါ်တာမြန်အမြန်ဆုံးနိုင်ငံတွေပေါ့နော်အဲ့လိုမျိုးခေါ်ပေးနိုင်ရင်တော့ပိုဆင်ပြေတာပေါ့ပိုဆင်ပြေတာဘာလို့ဆိုဒီမှာဟိုမြင်းမြန်မြန်မြန်ဖြတ်သွားမြန်မြန်ရှင်းသွားတော့ပေါ့နော်ဟုတ်အခုကဟိုဘာမှပြရဆိုဆိုရပါဟို ูมีออนไลน์โดบาโดโหสะบะโหสแกมมาต้ายไข่พวกตูรุเนี่ยจีญ่าท่าได้มะหุล่ะဟုတ်တယ်အခုလေလက်ရှိကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီးတော့ပဲကျွန်တော်တို့လှုပ်ဆောင်သွားဖို့လေဒီကိစ္စတွေရှိပါတော့ဟုတ်ကဲ့